ဒိုင်းမီထုံမပြောရိုက်ခဲ့တဲ့မြန်မာစတားရဲ့မကောင်းကြောင်းကိုချပြလာခဲ့ခင်ရတနာဆုံးခင်ရတနာသူကမြန်မာစတားမှာဒိုင်းအင်းနဲ့ပါဝင်နေကြသူတွေတဲကတယောက်အပါဝင်ဖြစ်ပါ යි မြန်မာစတားကအလုံးသိကြတဲ့အတိုင်းဒိုင်းမငိမ့်နဲ့အစိုးပြိုင်ပွဲတစ်ခုဆိုရင်လည်းမှားမှာပါဘူးစီဇန်2ကစပြီးဒိုင်းလုံးကြတဲ့သူတွေကပြိုင်ပွဲတဝက်မှထွက်သွားကြတာလည်းရှိတယ်လို့တချို့ဆိုရင်နောက်ဆုံးဖိုင်နယ်ညရောက်မှထွက်သွားတာလည်းရှိပါ යි ဒီတစ်ခေါက်ကျင်းပနေတဲ့အစီအစဉ်3မှာဆိုလဲတော်တန်းအစ်စ်နောင်မရောက်သေးချိန်မှာ တယောက်ပြီးတယောက်ဒိုင်းတွေထွက်သွားပြီဖြစ်ပါတယ်။ခုဆိုရင်ခင်ရနနာဆိုကဒိုင်းတွေဘာကြောင့်ထွက်နေရလဲဆိုတဲ့အကြောင်းရင်းမှန်ကိုလူသိအောင်ထုတ်ပြောလာခဲ့တာပါ။မြမစတာပြိုင်ပွဲရဲ့ဖောင်နာကပြိုင်ပွဲကိုအရေးချင်းမှန်တဲ့လုံနေရမျိုးမဟုတ်ပဲပွဲရှာဖို့တီးတတ်တာလုံနေရလို့ဆိုလာခဲ့တာပါ။ပြိုင်ပွဲဝင်တွေကိုလည်းသူတို့ကိုယ်တိုင်ရွေးချယ်တာဖြစ်ပြီးဒိုင်းတွေကိုတိတ်မဆုံးဖြတ်ခိုင်းတာများပါတယ်။ပြိုင်ပွဲကိုလူစိတ်ဝင်စားနိုင်ဖို့ဆယ်လီတွေနဲ့လူတိများသူတွေလာပြိုင်ပြီးဆိုနောက်တစ်ဆင့်ကိုခေါ်သွားခိုင်းတာဖြစ်ပါတယ်။ တချင်းဆိုတိတ်မကောင်းသေးပဲနောက်တစ်ဆင့်ကိုခေါ်ခံရတဲ့အပြုံနဲ့ခြေတော့မကောင်းတဲ့တားလိကိုဆိုရင်မြမစတိုင်းရဲ့အလိုကြခေါ်ပေးရတာဖြစ်ပြီးဒိုင်းတွေဆုံးဖြတ်တာမျိုးမဟုတ်ပါဘူး။ဒါပြင်ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်တဲ့အချိန်မှလည်းအကြောင်းအရာမပြည့်စုံမတင်မဲဒိုင်းတွေကိုလူတွေဝေဖန်ကပွဲဖြစ်အောင်တမင်လုံးနေခဲ့ကြတာဖြစ်ပါခင်ရနာဆိုကသူတို့ကိုမထိခိုက်အောင်လှုပ်ပေးပါလို့ပြောပေမဲ့အစီအစဉ်ပေါက်ဖို့သာလောက်ကဆိုရှယ်မီဒီယာမှာတင်နေရပါဒါပြင်လက်တလောဆိုရှယ်မီဒီယာမှာဝေဖန်မှုမြင့်တက်နေရဲ့ မြင့်ကြီးနာကကောင်းလေးကိစ္စဆိုရင်လည်းခင်ရတနာဆိုလို့နဲ့ပြောတာအပြည့်စုံမထည့်ပဲပွဲစုနိုင်မယ့်အကြောင်းအရာကိုသာအထည်လောက်ကထည့်ထားခဲ့တာပါတချင်းနှစ်ပုတ်ဆိုခွင့်ပေးခဲ့တာကိုလည်းမထည့်ပြပဲတချင်းတစ်ပုတ်သေးတာဆိုရဲပုံစံနဲ့လှုပ်ထားတာပါမြန်မာစတားကဒိုင်းတွေကိုအရေးချင်းမရှိသလိုနဲ့ဝေဖန်ခံရအောင်အတုံးချရတဲ့အတွက်နောက်ပိုင်းမှာဒိုင်းတွေနဲ့အဆင်မပြေဖြစ်လာခဲ့တာပါ။ဒါအပြင်မြန်မာစတားမှာအစီအစဉ်တွေကိုအချိန်နဲ့အတိအကျသတ်မှတ်တာလည်းမရှိဘူးလို့ဆိုပါရ ကျင်နာဆိုဆိုရင်တစ်ဖက်မှာဆိုင်းပွဲတွေလည်းဖျော်ဖြေနေရတာမို့အလုပ်တွေကမအားပါဘူးအချိန်မတတ်မှတ်ထားပဲအကြကြီးတိုင်လုပ်ပေးရတာကအဆင်မပြေဖြစ်နေရပါတိုင်းတွေအကဲဖြတ်တဲ့အမှတ်ကလည်းစနေတကြမတုံးပြရမို့ဝိုင်းရင်အစိုးရကြီးတွေတိုင်းလာလုပ်တဲ့အချိန်မှာအတော်လေးကိုအခက်တွေ့ရပါတချို့ဆိုရင်မြန်မာစတားကတိုင်းခေါ်မယ်ဆိုရင်လုံးဝလုံးမှာမဟုတ်ဘူးလို့တောင်ပြောထားတာပါခုလက်ရှိမှာဆိုရင်ခေရနာဆိုကလည်းမြန်မာစတားရဲ့တိုင်းအဖြစ်နှုတ်ထွက်လိုက်ပြီဖြစ်ပါခေရနာဆိုကတိုင်းပြည်နှုတ်ထွက်တဲ့အချိန်မှာ သူများတွေလိုဘာမှမပြောဘဲမထွက်ပေးပြောတင်တာအားလုံးကိုပြောခဲ့ပါ යි မြမစတားရဲ့မကောင်းကြောင်အားလုံးကို line link ကပြောလိုက်ပြီးဖြစ်တာမို့သူစိတ်ထဲလဲပေါ်သွားပါ යි ခုဆိုရင်မြမစတားထိုင်လို့ဖို့ကိုအောင်ကိုကိုတယောက်ထဲသားရှိပါ යි ကိုအောင်ကိုကိုနဲ့အတူဘသူကများထိုင်လို့ပေးမလဲဆိုတာကတော့မသိရသေးပါဘူးတော်ရွေးတဲ့အဆင့်ထိတာမရောက်သေးပဲ audition အဆင့်မှာတင်ဒိုင်းတွေကတယောက်ပြီးတယောက်နှုတ်ထွက်တဲ့အဆင့်ကိုရောက်ရှိနေရဖြစ်ပါတယ်။လက်ရှိမှာဆိုရင်မြန်မာစတားကဒိုင်းလုံးဖို့အသေးအံရှာနေရတာဖြစ်ပြီး တတော်များများကငင်းနေကြတယ်လို့သိရပါတယ်။ဂျားထဲမှာအတိုင်းဖြစ်လာလို့ပေးရဲ့အစောရီကလည်းတရက်သာလှုပ်ပေးကြတာပါ။ခင်ရတနာဆိုကမြန်မာစတားမှာတိုင်မလှုပ်တော့ပဲစိုင်းဝိုင်းသာပြန်လှုပ်တော့မှာပါ။တိုင်လှုပ်တာကပွဲတစ်ခုလုံးနေမှာသိန်းတရာလောက်သာပေးလို့မလောက်ပဲဖြစ်နေရတာဖြစ်ပြီးစိုင်းဝိုင်းကတညကိုသိန်းတရာ20ရောင်ရရှိနေရကြမှုထွက်လိုက်တာလည်းဖြစ်ပါတယ်။မြန်မာစတားကလည်းတိုင်တွေနှုတ်ထွက်သွားကြတဲ့အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ကြီးစုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။